ဟယ်လိုမင်္ဂလာပါကျွန်တော်နာမည်ကိုဝလိုက်ခေါ်ပါရစေအဲ့တော့ဒီနေ့ကျွန်တော်တို့သင်ခန်းစာကတော့ online ဒီ air con ရဲ့ပေါ့နော် air con သင်ခန်းစာ online သင်ခန်းစာရဲ့ကျွန်တော်တို့သင်ခန်းစာ45ဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ပြပေးခြင်းတဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဒီ အော်တိုမှာပါတဲ့ပင်ကာတလုံးကိုကျွန်တော်တို့ဘလို့ပုံစံမျိုးစီရအတိုင်းပြီးမှာဘလို့ပုံစံမျိုးမောင်းမယ်ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်เนาะအဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးကပင်ကာမှာဂျိုးသုံးချောင်းပါမှာဖြစ်ပါတယ်ဒီပင်ကာရဲ့ဂျိုးသုံးချောင်းကိုကျွန်တော်တို့ကအောင်းတန်ဖို့တိုင်းလို့ရတဲ့အကြီးဆုံးဒီကျွန်တော်တို့ကက်ပစီတာမှာဝင်ရမှာဖြစ်ပါတယ်အဲကွန်အားလုံးဒီတကောင်တကောင်ခွင်းနှစ်ကောင်အားလုံးဒီဝမ်ဒီကျွန်တော်တို့ 2UF ကနေ 2.5UF ဖြစ်ရပါမယ်ဒါဆိုရင်ကျွန်တော်တို့က ဝါနဲ့ကျွန်တော်တို့ကဒီမှာဝါနဲ့နဲ့ကကြတော့ကျွန်တော်တို့52အောင်ဖြစ်တယ်52အောင်ဖြစ်တယ်အဲ့ဒါဆိုတော့ကျွန်တော်စီနဲ့ကျွန်တော်တို့ကဝါကတော့ကျွန်တော်32အောင်ဖြစ်တယ်စီနဲ့ကျွန်တော်တို့ကဒီနေနဲ့နဲ့ကတော့ကျွန်တော်တို့230အောင်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ50နှစ်ဆိုတာတော့ capacity ကိုရောက်နေရမယ်နောက်ပြီးတော့ကျွန်တော်တို့ကနေနဲ့ဝါဆိုတာကတော့ကျွန်တော်တို့ဒီမှာ အနေနဲ့ကျွန်တော်တို့ကအဝါကကပစီတာကိုရောက်နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအနေနဲ့ sequence ဘောင်းဖြစ်သွားပြီဖြစ်ပါတယ်အဲ့တော့ sequence ဘောင်းကနေကျွန်တော်တို့ကကပစီတာရဲ့ R နဲ့ S ကိုရှာလိုက်တဲ့အခါကျတော့ကျွန်တော်တို့ C ကနေကျွန်တော်တို့ကပစီတာနှောင်းကိုတိုင်လို့ရတယ်ငေတဲ့ကောင်ဒီ R ဖြစ်ပြီးမှကြီးတဲ့ကောင်ဒီ S ဖြစ်ပါတယ်ပထမအဆုံးကျွန်တော်တို့နားလည်ရမှာကဘင်ကာ၃ကြိုးထိကအုံတိုင်လို့ရတယ်အုံတန်ပေါ်အကြီးဆုံးဒီကျွန်တော်တို့ကပစီတာဝင်ရမှာဖြစ်ပါတယ် အဲ့တော့ပုံနေတဲ့တချောင်းကတော့ sequence ပေါင်းဖြစ်သွားပြီးမှပုံနေတဲ့တချောင်းကနေပြီးမှကျွန်တော် R နဲ့ S ကိုရှားမှဖြစ်ပါတယ်အဲ့ဆိုတော့ C ကနေကျွန်တော်တို့က capacitor တချောင်းကိုရှား တိုင်းလို့ရတဲ့အောင်တန်ဖို့မှတ်ထားပါစီကနေနောက်ထပ် capacity တခြားကိုတိုင်းလို့ရတဲ့အောင်တန်ဖို့မှတ်ထားပါအဲ့ဒီအထင်းမှာမှကျွန်တော်တို့စီကနေတိုင်းလို့ရတဲ့ငေတဲ့ကဏ္ဍတွေအဖြစ်ပြီးမှကြီးတဲ့ကဏ္ဍတွေ S ဖြစ်ပါတယ်အဲ့တော့ဒီကေလို့ကျွန်တော်တို့ဒီဟာကိုအလွတ်မောင်းပြီးသွားတဲ့အခါအเจ้าမြို့မြို့ကြောင့်ပင်ကာကပြောင်းပြန်လေတာတော့ပါတော့ဖြစ်ခဲ့မှာဆိုရင် inner power ကိုကျွန်တော်တို့ဒီဘက် hour ဖက်မှာခြိုက်ပြီးမှကျွန်တော်မောင်းလို့ရတာဖြစ်ပါတယ်เนาะဒီနေ့သင်ခန်းစာကတော့ကျွန်တော်ဒီ drone တွေနဲ့ကျွန်တော်ဒီ အင်ဒိုပင်ကာအဲကွန်ရဲ့အော်ဒိုပင်ကာတလုံးကိုကျွန်တော်တို့ဘလို့ပုံစံမျိုးမောင်းမယ်ဆိုတာကိုကျွန်တော်အသေးစိတ်လေးသင်ကြားပေးတာဖြစ်ပါတယ်เนาะအဲ့တော့တေချာလက်မှတ်ထားပါ နောက်ဒီချိန်ပြန်ပြောပြပါမယ်မော်တာရဲ့ကျိုးသုံးချောင်းတဲ့ကအုံးတန်ဖို့တိုင်းလို့ရတဲ့အကြီးဆုံးဒီကယ်ပစီတာကိုဝင်ရမှာဖြစ်ပါတယ် ပုံနေတဲ့တချောင်းကတော့ကျွန်တော်စီကွန်ပေါင်းဖြစ်တယ်ပုံနေတဲ့တချောင်းကလည်း capacity ကိုထပ်တိုင်းလိုက်တဲ့အခါငေတဲ့ကောင်တီ R ဖြစ်ပြီးမှကြီးတဲ့ကောင်တီ S ဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့က neutral ကို capacity မှာကျွေးမယ် line ကို C မှာကျွေးမယ်မောင်းလိုက်လို့ပြောင်းပြန်လေတယ်ဆိုရင်ဒီက neutral power ကိုကျွန်တော်တို့ဒီဘက်မှာချိန်ပြီးမောင်းလိုက်ပြီဆိုရင်ဒီဘက်ကလေတာမှန်လေတဲ့ဟာမှန်သွားတာကိုကျွန်တော်တို့ ရရှိမှာဖြစ်ပါတယ်เนาะဒါကကျွန်တော် online class ကနေလေ့လာနေကြတဲ့မိတ်ဆွေတွေဒါမှမဟုတ်ကျွန်တော် TikTok Facebook YouTube ကနေလေ့လာနေကြတဲ့ညီငယ်များအတွက်ကျွန်တော်ပညာဒါနအနေနဲ့ဒီ video file လေးကိုရိုက်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်